ိုင်းစင်မှုရှာနေတဲ့အမ်ဘော်ရင်ကိုအပင်ပန်းခံဆရာမလို့ကြောင်းတက်တည်ပြလိုက်တဲ့ချီတော်အိုပီပရိသတ်များလုံးမမိင်္ဂလာများမန်ချက်စတာဖော့စ်ကနေပြန်လဲကြိုလိုက်ပါရင်ပြီးခဲ့တဲ့ရာသီလုံးက United တို့အကြာရှုံးရတဲ့အကြောင်းရင်းတွေထဲမှာတိုင်းစင်ပကအမှိုက်ဖြစ်နေတဲ့အချက်ကလည်းအဓိကပါဝင်နေပါရင်လက်ရှိ United တိုင်းစစ်ကိုဥဆောင်နေကြတဲ့ Wildland စစီတို့ဟာဘယ်လိုမှအားကိုးလို့မရပဲနှစ်ယောက်ပေါင်းရင်တော့မှတရားသည်သွင်းကိုကစေကုန်းပြည်သေးတာဖြစ်ပါရင်ဒါကြောင့် Emory Corin ကလည်းစိတ်ပြတ်နေပြီးတိုင်းစစ်မို့သူခေါ်ယူပေးဖို့အတွက် Reckless တို့ထံတောင်းဆိုထားပါရင် ဖြစ်ရှင်တော် United ရဲ့တိုက်စစ်မိုရေတာထဲမှာရှိနေတဲ့ Leon Delet ဟာလည်း Champions League ကစားခြင်းနဲ့ဆိုရင်အကြောင်းပြချက်နဲ့ Chelsea ကိုရွေးချယ်သွားခဲ့ပါတယ်။ Emery ရဲ့တပည့် Jovita Jokarek ကလည်း Champions League ဝင်ခွင့်မရရင်မလာဘူးလို့ညင်းထားတာကြောင့် United ရဲ့တိုက်စစ်မိုရှာဖို့တော့ခင်းစင်ဟာဆုခေလန်အတီဖြစ်ခဲ့ရပါတယ်။ဘရိကကစားခဲ့တဲ့ဟောင်ကောင်နဲ့ရာသီကြိုခြေစမ်းပွဲအစဉ်မှာတော့မျော်လင့်ချက်မဲအနေနဲ့ယူနိုက်တက်တိုက်စစ်အတွက်ရောင်နေတဲ့တစ်ခုကိုမြင်တွေ့ကြရပါတယ် ဒီဘက်မှာ United ကသုံးဂိုးတခုနဲ့နိုင်ရရှိခဲ့တာဖြစ်ပါရင် United အနေနဲ့ဘရိုင်းမှာဥဆောင်ကိုခွင့်ပြုပေးခဲ့ရပေမဲ့လည်းဒုတိယပိုင်းမှာတော့လူငယ်တိုင်းစစ်မှုချီလို OP မာတင်ရဲ့အသွင်းကိုနေကမ်းဘက်ပြန်လာနိုင်ခဲ့တာပါ။ပွဲဒီပွဲပြီးမှာ United ပရိသတ်တွေက Amorini နေနဲ့တိုက်စစ်မှုအသေးအံရှာနေမယ်ဆိုလူငယ်ခြေဝင်လေးချီလို OP မာတင်ကိုဒီထက်ပိုပြီးပွဲထွက်ခွင့်ပေးတဲ့နယ်လို့မှတ်ချက်ပေးခဲ့ကြပါရယ်။ ပရိသတ်တူကဆိုရင် United အနေနဲ့တိုက်စစ်မှုရှာခတ်နေတယ်ဆိုရင် Obima တင်ကိုခွင့်ပေးတဲ့ဒီကောင်လေးကဒီလက်ထက်၃နှစ်လောက်ငယ်သေးတယ်လို့နောက်တစ်နှစ်နဲ့အတွင်းမှာဒီလက်ထက်ပိုကောင်းတဲ့တိုက်စစ်ကစားမှဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါရင် ။နောက်ထပ်ပြည်သက်တူကလည်း United ဟာလာမယ့်ရာသီမှာ Champions League ကန်စရာမလိုဘူး။တပွဲတပွဲပဲကန်ရမယ့်အနေထားမှာ Obi Martin နဲ့ရှင်းဆက်တင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Obi Martin ဟာပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကာလတုန်းက Arsenal ကနေ United ကိုပြောင်းရွှေ့လာခဲ့သူပါ။ Arsenal မှာကလေးကတောင်းပန်ပြီးခဲ့တဲ့တရရဲ့ဖြစ်နေတဲ့ Obi Martin ဟာ United ကိုရောက်ပြန်တော့လဲလူငယ်အသင်းမှာဂိုးတွေတတိုင်းတိုင်းသွင်းယူနေခဲ့တာဖြစ်ပါတယ်။ Obi Martin နဲ့ United တို့လောက်ဖြစ်ပါမလား။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။